နော်ဦးဇင်းတို့တရားတွေမှာလည်းအများရန်စစ်သေးတာအများရန်စစ်သေးရင်သာမွေးကဘယ်သူမှမကြိုက်ဘူးနော်လူတွေကပွဲမှန်တယ်များအကုန်ကြိုက်ပြီမဲ့မကြိုက်ဆုံးပွဲကအဲ့ဒီသာမွေးပဲသာမွေးဆိုတာဘယ်သူမှမကြိုက်တာဒါပေမဲ့သာမွေးကိုကြော်ပြီးတော့အတန်းတက်တာလည်းမရှိဘူးအဲ့ဒီလိုသာမွေးမပြေဘဲနဲ့အတန်းတက်လေအလကားတမ်းပဲသူကရှိတယ်တချို့ဘာမှလည်းဘာသာမွေးမှလည်းမစစ်ဖက်နဲ့ဆိုတာ ဒီဒီနာမည်တန်းပေးလိုက်တာသောတာပန်သဂရကံနာဂံယန္နာကြီးပြီးရင်ကိုယ်ကားတွေလျှောက်တယ်အဲ့တော့ဟိုမှာသဘောတရားရေးရာကအငြင်းရန်ဖြစ်စေတယ်အဲ့ဒီသဘောတရားရေးရာကိုလေးလာထားတဲ့အာကောင်းနဲ့လေ့ကျင့်ထားတာအာကောင်းနဲ့ပြီးတဲ့အခါမှာအယုံစူးဆိုင်မှုရှိတဲ့ပုံကတော့ပဲပြောပြောရှင်ရှင်ပဲဖြေနိုင်တယ်ချင်းချင်းလေးပဲသူကပြောပြောရှင်နဲ့ဖြေနိုင်တယ်ဒါပေမဲ့သာမုဝဲမှန်သမျှတော့ ခက်ခဲတော့ခက်ခဲကြတာကြီးပဲเนาะဒီဇာမူပဲမေခုံးမှာတရားတရားရဲ့မေခုံးမှာလာတာအနတ္တလာတာလေအနတ္တဆိုတာကမထင်မှတ်ပဲနဲ့ပဲလာနေတာမထင်မှတ်တဲ့ဟာပဲသူကလာတာအဲ့တော့ကိုမကြိုက်တာပဲလာတာကိုထင်တဲ့ဘယ်တော့မှအတူမလာဘူးအဲ့ဒီခါမှာအင်မတန်ခက်ခဲတာနော်ပြောလိုက်လို့ရှိရင်ကိုကိုကိုမကြိုက်တာကြီးပဲလိမ့်ပြောတာ တရားကတရားကကိုကြိုက်တဲ့အတိုင်းမှန်နေရင်အတရားဘာမှပြောကြရအောင်မလို့ဘုရားလည်းပွင့်ကြရမလို့ဦးဇင်းတို့ခဏခဏပြောတယ်အဲဒီတော့လာနေမှာတော့မကြိုက်တာပဲလာမှာမကြိုက်တာလာရင်အဲ့ဒါကိုကြော်ရမှာကြော်နိုင်ရင်အော်မိသူကအမှုပဲစစ်တယ်တဘာဝတရားကြီးမှဒီတိုင်းပဲစစ်တာလောကကြီးမှဒီတိုင်းပဲအဲဒီတော့မှ အတန်းတက်တာသူက အကုန်လုံးသိခံရတာနော်ဖရာဝကျန်တဲ့သောတာပန်သဂရကန္နာကယန္နာပုဂ္ဂိုလ်တွေသူတို့လည်းပဲအဲ့တိုင်းသိခံရတာသိတဲ့အခါမှာဘာဖြစ်တယ်လဲသူတို့ကခုနပြောတဲ့သူတို့ရဲ့တတိဝိရိယသမารိညာတွေးအားကောင်းရင်ကောင်းတော့အဲ့တိုင်းအောင်သွားတာပဲသူကဒါမဉဏ်လို့ခေါ်တယ်မဉဏ်ကြောင့်လည်းဦးဇင်းတို့ပြောပြီးပြီလူတိုင်းမှာထုတ်လို့ရတယ်သုံးလို့ရတယ်လည်းပြောပြီးပြီအဲသူများစီကသွားမြေော်မနေနဲ့ လူစီရမှလည်းသွားမတောင်းနဲ့ဘုရားစီရလည်းအာကိုလို့မရဘူးဘုန်းကြီးရလည်းအာကိုလို့မရဘူးဘလူစီရမှသွားတောင်းလို့လည်းမရဘူးနော်ကိုယ်နှခေါင်းနဲ့ကိုယ်လေရှူလို့လေရှူရတယ်ဆိုတဲ့အကြောင်းအတ္တကြီးအတ္တနောနာထောကိုယ်အတွက်ကိုကြည့်သလားဒါဟုပြောတာကိုဟာကိုပဲဖြေရတာဘယ်သူမှလာပြီးတော့ဖြေလို့မရဘူးအမွေးဒီမှာကြည့်ပေါ့မသမာတဲ့နေရာတွေရတာဇေယကပါဥစ္စာကပေါက်နေဒီလိုသွားတာ တကယ်မှန်မှန်ကန်ကန်နေရာတွေမှာလည်းမဘယ်ဆရာမှလိုက်လို့မရကိုကကိုကိုပြီးဖြေရတာအကြီးပဲအဲ့ဒါကိုအတ္တကြီးအတ္တနောနာထောလို့ဗုဒ္ဓကပြောတာသူကိုယ်တိုင်လည်းပဲဘာမှလုပ်ပြလို့မရနော်ဖရာသွားအာမကိုနဲ့အာကိုတဲ့ဆိုတာမသိလို့တာအာကိုတာဆရာပြောတာရှင်းရှင်းလေးဒုံမကြီးကိစ္စမှာတပ်ပန်ဒုံမကြီးတင်တို့ဒီကိစ္စတန်တရားကိစ္စအတွေ့အပြောအလုပ်တွေကိုကတပ်ပန်ကိုကကိုလုပ်အခါတာရောတထာကတာ တထာဂတငါဘုရားကအဲ့ခါတာတော့လမ်းညွန်ပေးရုံပဲတဲ့အကြံပေးရုံပဲနော်ဒါဒါလေးဒီလိုတော့ဖြစ်တင်နေဒါကဒီလိုဆိုရင်မင်းတို့မှန်လိမ့်မယ်ဒါလောက်ပဲပြောလို့ရတာနော်တရားကအင်မတန်ရှင်းတယ်တရားကလည်းအင်မတန်ရှင်းတယ်ဒီလောကမှာဦးဇင်းတို့ခဏခဏပြောဦးတယ်အခုတရားကိုခဏကြားပွဲစားတွေကရှုပ်ထားကြတာနော်ဒီဈေးဟိုဈေးနဲ့ထည့်ထားကြတာအာတရားက ဒေကြီးပြီးတော့အတုတွေကြီးပဲမရနိုင်ဘူးဟုတ်လားနော်ပွဲစားတွေကဈေးတင်တယ်ဒါဒါတုံးတယ်ပဲမောင်ကိုတွေပွဲစားတွေခေါ်တယ်အဲ့ဒါတွေမြင်အောင်လာကြည့်တရားကရိုးရိုးရှင်းရှင်းလေးအဲ့ဒါကိုအတတ်နိုင်ဆုံးအသက်သာဆုံးအမြန်ဆုံးဖြစ်အောင်ဦးဇင်းတို့ပြောပြီး